ေဒီယိုအစီအစဉ်ကနေကြိုဆိုပါတယ်။ညစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ညစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉.၃၄မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။ မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်တမ5မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုးကွယ်မှရှိကြပါစေလို့မြစည်းမဗီဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်အော်တိုဘာလ29ရက်ဗုဒ္ဓဘူးနေ့ညပိုင်းမြစည်းမရဲ့ဗီဒီယိုစီစဉ်တွေကိုမြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကတော့ကိုမြတ်ပါဒီကနေ့ညပိုင်းအတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ စစ်ကောင်ရှင်တက်နဲ့တအားတက်တရနယ်လေတို့အကြားအပြစ်ရသဘောတူပြီးရဲ့နောက်မိုးကုံနဲ့မိုးမိတ်မျိုးတွေကနေတရနယ်လေတက်ဆုတ်ခွာပေးရမယ်တဲ့ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းရိုက်ကူးခဲ့တဲ့အမှုပညာရှင်တွေကိုအရေးယူသွားမယ်လို့ UG တွေပြောတဲ့သတင်းဆက်တဲ့သတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှိနေပါတယ်အဲဒီနောက်မှာတော့မြစည်းမသတင်းဌာနရဲ့ Editor အဘော Editorial Talk အစီအစဉ်ရဲ့ ပထမပိုင်းကိုထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်အခုအချိန်ကစပြီးပြည်တွင်းသတင်းတွေကိုကျွန်တော်ကိုမျက်နဲ့တူဆိုင်းခန့်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါပြည်တွင်းသတင်းတွေကို တင်ဆက်ပေးပါရမယ်ကျွန်တော်ဆိုင်းခန့်ပါ ရှမ်းပြည်နယ်ရှေးပိုင်းမိုင်းဆက်မြို့နယ်တောင်ပိုင်းမိုင်းယုံဒေသမှာရှိတဲ့နမ်ခုတ်မြစ်တလျှောက်မှာမြေရှားနဲ့ရွှေတက်တုတွင်တွေတိုးချဲ့လာပြီးအဲ့ဒီတက်တုတွင်တွေကိုတရုတ်ဆိုးရကြောထောက်နောက်ခံပြု China Investment Mining Company ကလဲပတ်လုကင်နေတာဖြစ်တယ်လို့ရှမ်းလူခွင့်ရေးမှန်တိုင်ကအော်တိုဘားလ28ရက်နေ့မှာထုတ်ပြန်ပါတယ်။ နန်းခုံမြေတလျှောက်မြေရှားတက်တုတွင်းနေနဲ့အဓိက ရွှေတူးဖော်ရေးလုပ်ငန်းနှမျိုးစလုံးကိုလုတ်ကင်နေသူဟာ China Investment Mining Company ဖြစ်ပြီးအဲ့ဒီကုမ္ပဏီဟာလာအိုနိုင်ငံမြောက်ပိုင်းမှာလည်းမြေရှားတက်တုတူးဖော်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတယ်လို့ SHRF ကအသွင်းပိုင်းသတင်းရင်းမြစ်တွေကိုကိုးကားပြီးပြောပါတယ်။ ကုမ္ပဏီရဲ့60ရာခိုင်နှုန်းကိုရှာဟိုင်းချီချင်းဟွာဝူ Metal Resource Company Limited ကပိုင်ဆိုင်ပြီးအဲ့ဒီကုမ္ပဏီဟာလာအိုမှာမြေရှားတပ်တုတွေတူးဖော်ထုတ်လုပ်ဖို့အတွက်တရုတ်အစိုးရကြောထောက်နောက်ကန်ရှိတဲ့ရှီမန်းတောင်ဆန် Corporation HTC နဲ့တရုတ်ရဲ့အကြီးဆုံးပုပ်ပလိကရွှေထုတ်လုပ်သူ Chifan Goro က2022ခုနှစ်စက်တင်ဘာလမှာဖွဲ့စည်းခဲ့တဲ့ဖက်ဆက်လုပ်ငန်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ HTC ဟာတရုတ်နိုင်ငံရဲ့အကြီးကမြေရှားတပ်တု Corporation ကြီးတစ်ခုဖြစ်ကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြပါတယ်။မိုင်းဆက် ်းမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့မိုင်းယွန်းဒေသကိုဝါပြည်သွေးစီညွေတက်မရော UWSA နဲ့စစ်အုပ်စုတို့ကပူးတွဲထိန်းချုပ်ထားရမှာတပ်တုတွင်းတွေလဲပတ်နိုင်မှုအတွက်အဖွဲ့အစည်းနှစ်ခုစလုံးစီက ခွင့်ပြုချက်ရယူဖို့လိုအပ်ကြောင်းလည်းထောက်ပြထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ14ရက်နေ့မှာရိုက်ကူးခဲ့တဲ့ဂျိုရုဓာတ်ပုံတွေရာအထင်ရှားဆုံးပြောင်းလဲမှုအဖြစ်ထိုင်းနယ်ဇက်ကနေကီလိုမီတာ30กว่าမှာရှိတဲ့မြစ်အထက်ပိုင်းရွှေတက်တူတူဖော်ရေးဧရိယာမှာတက်တော်ဖုံးလွှမ်းတဲ့တောင်ဆောင်တွေကိုကုတ်ချစ်တူဖော်ပြီးလမ်းတစ်တွေနဲ့တက်တူတွင်းတွေကိုကိုယ့်ရဲ့တပွဲတိုးချဲ့ထားတာကိုတွေ့ရကြောင်း SHRF ကပြောပါတယ်။ ဒါအပြင်မြေရဲ့အနောက်ဘက်တစ်ချမ်းနဲ့အရှေ့ဘက်တစ်ချမ်းကမြေရှားတက်တူတွင်နှစ်ခုစလုံးမှာလဲတိုးချဲ့မှုအသစ်တွေကိုတွေ့ရကြောင်း မြေရှားတပ်တူတွင်နှစ်ခုစလုံးဟာတောင်ဆောင်တွေအတွင်းကိုဓာတုပစ္စည်းပမာဏအများအပြားထိုးသွင်းရတဲ့တဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေတဲ့နီလန်ကိုအသုံးပြုနေကြတာဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။နန့်ခုံမြေကိုအနေရဖြစ်စေတဲ့ညဉ့်ညံ့မှုတွေရှိနေတဲ့ကြားကတပ်တူတွင်နေရာ၃ခုကိုတိုးချဲ့နေတာဟာနေဆက်နှစ်ဖက်စလုံးမှာရှိတဲ့လူမှုအတိုင်းဝိုင်းတွေအပေါ်တက်ရောက်မှုရှိနေတာကြောင့်အလွန်မင်းစိုးရင်စရာကောင်းလာတယ်လို့ SHRF ရဲ့ထုတ်ပြန်ချက်မှာပြောပါတယ်။ အဲ့ဒီအထဲမှာချင်းမိုင်နဲ့ချင်းရိုင်ခရိုင်တွေအတွင်းကုန်မြေတလျှောက်နေထိုင်ကြတဲ့ထိုင်းနိုင်ငံသားတပ်တန်းကျော်ပါဝင်ပါတယ်။နန်းခုံမြေဟာမဲခေါင်မြေရဲ့မြစ်လက်တက်တစ်ခုဖြစ်ပြီးအဲ့ဒီမဲခေါင်မြေကြောင်းရေစုံပိုင်းတလျှောက်နေထိုင်သူတန်ပေါင်း၁၀နဲ့ချီဟာစုပေါ်ရာမရှိဘဲလို့ဆိုထားပါတယ်။နန်းခုံမြေကရေကိုထိုင်းအနာပိုင်တွေကပြီးခဲ့တဲ့ဧပြီလကစတင်လို့နှစ်ပတ်တကြိမ်စစ်ဆေးမှုရှိရမှာလဲစိန်နဲ့ခဲတဲ့ပမာဏတွေဘေးကင်းလုံခြုံရေးစံနှုန်းတွေထက်ကျော်လွန်နေတာကိုတွေ့ရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ တင်းနာရီမြို့နယ်လေးမိုင်ရွာနီမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကော်မရှင်အရာရှိပါဝင်ထိခိုက်ဒေဆုံးမှုတွေရှိနိုင်တယ်လို့တော်လိုင်းရေးပူပေါင်းတပ်ဖက်ကလည်းရဲဘော်တအူးကြာဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်မတော် PDF မိတ်ခရိုင်အမှတ်နဲ့တရင်ကသတင်းထုတ်ပြန်ပါတယ်အော်တိုဘာလ28ရက်နေ့နေ့လယ်ပိုင်းကလေးမိုင်ရွာနီမှာစစ်ကော်မရှင်ခြေကုပ်ယူထားတဲ့နေရာကို ိတ်ခရိုင်တက်ရင်နှစ်တက်ခွဲတက်တက်ရင်သုံးတက်ခွဲနှစ် KNDO တက်ရင်ခွန်ခွဲသုံးတရနိုင်မြို့နယ်ပကပဘိတ်ပကပစားတဲ့ပူပေါင်းတက်တွေကဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲမှာစစ်ကော်မရှင်ဘက်ကအရာရှိတအုပ်အပါဝင်အထိကိုက်ကြဆုံမှုတွေရှိနိုင်တယ်လို့ဖော်ပြထားသလိုတော်လိုင်းရေးပူပေါင်းတပ်ဖက်ကလည်းရဲဘော်တအုပ်ကြဆုံပြီးတအုပ်ဒဏ်ရာရရှိခဲ့ကြောင်းအသိပေးထားပါတယ်။လက်ရှိမှာ လီမိုင်ရွာနီးစစ်ကော်မရှင်ပူပေါင်းတပ်တွေဆက်ရှိနေပြီးတော်လိုင်းပူပေါင်းတပ်ဖက်ကပြန်လည်ဆုတ်ခွာထားတယ်လို့ဘိတ်ခရိုင်အမှတ်နဲ့တရင်သတင်းပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်တရင်လိုင်းမြို့နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့စစ်ရေးခြင်တွေအရပြည်သူတွေနဲ့ခီးသွားလာတဲ့ကိုသတိရှိကြဖို့လည်းမြစ်တာရက်ခံထားပါတယ်တရင်လိုင်းတိုင်းစစ်ဌာနကိုကဲမှုအောက်မှာရှိတဲ့ဤပြည်ဝ35ကလည်းအော်တိုဘာလ28ရက်နေ့ကကြေညာချက်ထုတ်ပြန်ပြီးတရင်လိုင်းမြို့နယ်အတွင်းစစ်ရေးပြင်းထန်နေတာကြောင့်အော်တိုဘာလ28ရက်နေ့က စလို့ဘိတ်တင်းလာရီဗိုလ်ပြင်းလမ်းမကြီးတခြားခီးသွလာမှုမပြုတ်ဖို့တားမြစ်ထားပါတယ်တရုတ်နိုင်ငံကူမင်းမြို့မှာနှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ကိုးချိန်မြောက်ဆွေးနွေးပွဲအတွင်းတန်အန်တက် DLLA နဲ့စစ်ကော်မရှင်တပ်တို့အကြားအပြစ်အခက်ရက်စဲဖို့နဲ့မိုးကုန်းနဲ့မိုးမိတ်မြို့တွေကနေ DLLA တပ်တွေစုခွာပေးဖို့သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ DLLA ကဒီကနေ့အောက်တိုဘာလ29ရက်နေ့မှာတရုတ်ဝင်သတင်းထုတ်ပြန်လာပါတယ် မိုးကုံနဲ့မိုးမိတ်မြို့တွေကိုတရလလီတက်က10-20ခုစစ်စင်ရေးကာလအတွင်းတိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တာပါဒီမြို့တွေကစုတ်ခွာပေးဖို့တရလလီကိုစစ်အုပ်စုဘက်ကအပြင်းထန်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးအဆက်မပြတ်ဖိအားပေးနေခဲ့တာဖြစ်ပါတယ် PSLF TLL ကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးကုကိုဦးဦးဆောင်တဲ့ NSBNC ကိုယ်စားလှယ်အဖွဲ့တို့ဟာတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိန်ရှီကျွန်းရဲ့ဂျာဝင်ညှိနှိုင်းမှုနဲ့ကိုးချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုအော်တိုဘာလ29ရက်နေ့ကနေ28ရက်နေ့အထိကျင်းပခဲ့ကြပါတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီးရဲ့ဂျာဝင်စစ်ဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုတ်နဲ့မိုးမိတ်မြို့နယ်တွေကတန်းတက် တွေပြန်လည်ဆုတ်ခွာမယ်လို့တန်အတက် TLL ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။ဒါ့အပြင် TLL ထိန်းချုပ်တန်းဒေတာကိုမြန်မာစစ်ကော်မရှင်တပ်ကလေရင်ဘုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာတွေမပြုဘဲအော်တိုဘားလ29ရက်နေ့ကစလို့နှစ်ဖက်ရောက်ရှိတဲ့နေရာမှာတက်တွေရပ်တန့်ရမယ်ဆိုတဲ့အချက်ကိုလည်းစစ်အုပ်စုဘက်ကသဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း TLL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကော်မရှင်တပ်ဟာတန်းတက် TLL ထိန်းချုပ်ထားတဲ့မြို့တွေကို မြေပြင်ထိုးစစ်လေးချောင်းပစ်ကူတွေနဲ့အပြင်းထန်ပြုလုပ်နေခဲ့ပြီးနောင်ချိုးကြောက်မဲနဲ့တိဘောမျိုးတွေကိုတရလက်လေးလက်ထဲကနေမကြသေးမီကမှပြန်လည်သိမ်းယူခဲ့တာပါတရလက်လေးဟာ1029စစ်စင်ရေးအတွင်းမန်တုံမိုးမိတ်မိုင်းလုံးမိုင်းငော့နောင်ချိုးကြောက်မဲနမ်ဆန်နမ်တူနမ်ခမ်းကုတ်ခိုင်မိုးကုတ် တီဘောစတဲ့မျိုးစနစ်မျိုးကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်။10 20စေမှာပါဝင်တဲ့ညီနောင်မဟာမိတ်၃ဘွယ်တွေကတရားလလီဟာမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MMDA ပြီးတဲ့နောက်စစ်ကော်မရှင်တပ်နဲ့အပြစ်ရလက်မှတ်ရေးထိုးတဲ့ဒုတိယမြောက်အဖွဲ့ဖြစ်လာပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်မတ်လတုန်းကလည်းတရုတ်ဂျားဝင်မှုနဲ့စစ်ကော်မရှင်တပ်နဲ့ MMDA တို့ကြားပြစ်ခတ်ရက်စဲခဲ့ပြီးလာရှိုးမျိုးကနေ MMDA တပ်တွေတက်ဆုတ်ခဲ့ရပါတယ်ခင်ဗျာ။ မြစည်းမရေဒီယိုရဲ့ဗုဒ္ဓဘူးနေညပိုင်းနောက်ဆုံးရ ပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။မန္တလေးတိုင်းစင့်ကူးမြို့နယ်နဲ့စကိုင်းတိုင်းရွှေဘုံမြို့နယ်ကိုဆက်သွယ်ထားတဲ့ ေရာရီမြကူတရာယေတနာသင်္ခတရာကို အော်တိုဘားလ28ရက်နေ့ည7:00နာရီခန့်မှာမိုင်းခွဲခံရပြီးကြိုးကျသွားတယ်လို့ဒေတာကန်တွေစီကနေသိရပါတယ်။မိုင်းခွဲခံခဲ့ရတာကြောင့်အေရာရီမြကူတရာနဲ့စစ်ကူမျိုးနယ်ဘက်အချမ်းချင်းကတရာတရာသုံးခုမြောက်နေရာမှာကြိုးကျခဲ့တာဖြစ်ပြီးခီးသွားတွေထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။ အဲ့ဒီသဒ္ဒါရဲ့တစ်ဖက်တစ်ချက်တစ်ဖက်တစ်ချက်စီစင့်ကူးနဲ့ကြောက်မြောင်မျိုးတွေမှာစစ်ကော်မရှင်တက်တဲ့ဒေသကာကွယ်တပ်တွေအသီးသီးစုံမိုးတက်ဆွဲနေကြတာလည်းဖြစ်ပါတယ်။နံပါတ်၄နဲ့နံပါတ်၅ကြားကျိုးတယ်၊ခွန်နဲ့၆ကြားကျိုးတယ်၊ကြားမှာချန်ခဲ့တာလည်းရှိတယ်။စင့်ကူးကလာရင်တော့ခွန်နဲ့၆ကြားနဲ့၅လေးကြားပေါ့။ဒီသဒ္ဒါဟာတကယ်မင်းသဒ္ဒါကြီး မန္တလေးတိုင်းနဲ့စကိုင်းတိုင်းကိုဆက်ထားတာကိုလို့ကြောင်မြောင်းမျိုးကန်တူကပြောပါတယ်။တရားမိုင်းခွန်ခံရတာကြောင့်အများပြည်သူလူမှုရေးစီးပွားရေးကျန်းမာရေးကိစ္စတွေအပါအဝင်အခက်အခဲပေါင်းများစွာ ရှိလာမှာဖြစ်တယ်လို့အဲ့ဒီမျိုးကန်ကဆိုပါတယ်။အဲ့ဒီတရားက2480ပြည့်ရှိတဲ့တန်ကူကွန်ကရစ်တရားမျိုးစားဖြစ်ပြီးတိဆောက်ဆဲကာလ2012ခုနှစ်နိုဝင်ဘာလမှာငလင်ကြောင့်ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး2013ခုနှစ်ဇူလိုင်လမှာစတင်ဖွင့်လှစ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ စစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ဇလန်ရိုက်ကူးခဲ့ကြတဲ့အမှုပညာရှင်တွေကိုတတိပေးုံတွေမဟုတ်ဘဲလက်တွေ့အရေးယူမှုတွေဆောင်ရွက်သွားမယ်လို့ရန်ကုန်တိုင်းတွင်းလှုပ်ရှားနေတဲ့မြို့ပြပျောက်ကြားတပ်၃ခုကမျိုးစီမာကိုပြောပါတယ်။ရန်ကုန်တိုင်းတွင်းစစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့မြို့ပြပျောက်ကြားတပ်ဖွဲ့တွေဖြစ်တဲ့ရန်ကုန်အာမီ YA တက်ခဲရို Operation Flame OF မာဒါဆန်ရန်ကုန်ဖို့စ်နဲ့ broken system တို့ငါးဘွယ်ပူပေါင်းပြီးခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်းမှာပါဝင်ရိုက်ကူးခဲ့တဲ့တရုတ်ဆောင်တွေကိုပြင်းထန်စွာတုံ့ပြန်အရေးယူမှာဖြစ်ကြောင်းကြေညာချက်တစ်စောင်းအော်တိုဘာလ28ရက်နေ့ကထုတ်ပြန်ခဲ့တာပါအဲ့ဒီဇလန်းမှာပါဝင်တရုတ်ဆောင်ခဲ့သူတွေဟာနာမည်ကြီးတရုတ်ဆောင်တွေဖြစ်တဲ့နေတိုမြင်းမြတ်အေးချမ်းမောင်နေဝင်းမေမြင့်မူချူလေးအောင်ခိုင်ငှက်ပြောကျော်နဲ့အောင်တိုနိုင်လင်းတွက်လက်စူပါလင်း မင်းညိုအုတ်ကာပြန်ကြီးရဲရင်ရောပြော်နဲ့အောင်စင်ဖြိုးတို့ဖြစ်ကြပါလေသူတို့ဟာစစ်ကော်မရှင်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီပြီးယုံကြည်ချက်နဲ့တော်လှန်နေတဲ့လူငယ်တွေကိုစော်ကားတာလူမှုအရေးတော်ပုံကိုပုံဖြတ်ပြီးအရက်သားတွေအပေါ်စစ်ရာဇဝဲမှုတွေအမှန်တကယ်ကျူးလွန်နေတဲ့စစ်အုပ်စုကိုအားပေးထောက်ခံနေသူတွေလို့မြို့ပြပြောက်ကြားတပ်တွေကပြောပါတယ်မြို့ပြပြောက်ကြားတပ်တွေအနေနဲ့စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲအပေါ်အားပေးအားမြောက်ပြုနေတဲ့အမှုပညာရှင်ကိုသာမက ပါဝင်ပတ်သက်သူဘသူကိုမဆိုပြည်သူတရားစီရင်ခံအဖြစ်တက်နိုင်တဲ့အနေအထားကနေအရေးယူမှုတွေပြုလုပ်သွားမှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့စစ်အုပ်စုနဲ့တက်နိုင်သမျှဝေဝေးနေကြဖို့တိုက်တွန်းထားပါတယ်ပြည်သူတွေအနေနဲ့လည်းစစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ဝါရဖြန့်ဇလန်းရိုက်ကူးတဲ့တရုတ်ဆောင်တွေကိုတပိတ်မှောက်ပြီးပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့တိုက်တွန်းထားပါတယ်စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲအတွက်မဲဆွယ်စီရင်ရေးကာလဟာအောက်တိုဘာလ28ရက်နေ့ကစလို့စတင်ပြီးဖြစ်ပြီးရန်ကုန်တိုင်းကမြို့နယ်တွေမှာလည်းရွေးကောက်ပွဲပ ါဝင်ရှင်ပြိုင်မဲ့ပါတီတွေရဲ့မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေစတင်ပြုလုပ်နေကြပြီဖြစ်ပါတယ်ခင်ဗျာမြစည်းမရေဒီယိုရဲ့ဗုဒ္ဓဘုနေညပိုင်းထိရရှိထားတဲ့ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးကြတာပါ အခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ ရှိတောင်အာရှဒေတာတွင်အုပ်စုရဲ့အလှည့်ကျဥက္ကဋ္ဌနေရာကိုမလေးရှားကဖိလစ်ပိုင်နိုင်ငံကိုအင်ကာနီကလွှဲပြောင်းပေးလိုက်ပြီးဖြစ်ပါတယ်။ဖိလစ်ပိုင်တာဝန်ယူတဲ့2026ခုနှစ်ကာလမှာတောင်တရုတ်ပင်လယ်နယ်မြေအငင်းပွားမှုကိစ္စတွေကအဓိကနေရာယူထားမှာဖြစ်ပါတယ်။ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဟာအရှိတောင်အာရှနိုင်ငံများအဖွဲ့အာဆီယံရဲ့ဥက္ကဋ္ဌအဖြစ် အခုနှစ် ်ကုန်အထိဆက်ရှိနေမှာဖြစ်ပြီးကွာလာလမ်ပူထိပ်သီးဆွေးနွေးပွဲနောက်ဆုံးနေ့မှာဥက္ကဋ္ဌနေရာကိုဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုစ်ထံကိုတင်ဂေတာသဘောတဘာပတိတုံးတူလေးကို လွှဲအပ်ပေးလိုက်တာဖြစ်ပါတယ်2026ခုနှစ်ရဲ့ပထမဆုံးနေ့မှာအာဆီယံရဲ့အခမ်းအနစ်စတင်ပါမယ်လို့အန်ဝါကပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာဘရူနိုင်းမလေးရှားဗီယက်နမ်တို့နဲ့အတူအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအိန္ဒိယနဲ့ပစိဖိတ်သမုဒ္ဒရာနှစ်စင်းကိုဆက်သွယ်ပေးထားတဲ့တောင်တရုတ်ပင်လယ်ပြင်မှာနေမြေပိုင်ဆိုင်မှုအတွက်တောင်းဆိုမှုတွေအတူတကွပြုလုပ်နေကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။အဲဒါကြောင့်မဟာဗျူဟာမြောက်ရေလမ်းကြောင်းကိုတအူးတဲ့တာပိုင်ဆိုင်တယ်လို့ပြောဆိုနေတဲ့တရုတ်နိုင်ငံနဲ့သဘောထားကွယ်လွှဲနေကြပါတယ်။ တရုတ်နိုင်ငံကရေလမ်းကြောင်းအပေါ်မှာအချုပ်ချာအာဏာပိုင်ဆိုင်ဖို့ဘလို့ဥပဒေကြောင်းအချက်လက်မှမရှိဘူးလို့နိုင်ငံတကာတရားရုံးက2016ခုနှစ်ကဆုံးဖြတ်ထားခဲ့ပေမဲ့တရုတ်ကလိုက်နာတာမရှိပါဘူးအထူးသဖြင့်ဘေကျင်းနဲ့မနီလာကြားတင်းမာမှုတွေမကြာခဏဖြစ်နေပြီးရေကြောင်းထိပ်တိုက်တွေ့မှုတွေလည်းပုံမှန်လိုဖြစ်နေတာပါ တောင်တရုတ်ပင်လယ်အရေးကသာအဓိကဆောင်ပေးရမယ့်ကိစ္စဖြစ်လာမယ်။မြေပြင်ပေါ်မှာလည်းဖြစ်ပျက်တွေကတင်းမာလာတဲ့ဒါတွေကတင်းမာမှုတွေဖြစ်လာနေတယ်လို့အာဆီယံထိပ်သီးအစည်းအဝေးပွဲတက်ရောက်တဲ့အရှိတောင်အာရှတန်တမန်တဦးကအမည်မဖော်ဘဲ AFP ကိုပြောပါရတယ်။အငင်းပွားရေပြင်မှာနှစ်ဖက်အပြုတ်မှုတွေကိုထိန်းသိမ်းမှုအတွက်အာဆီယံနဲ့တရုတ်နိုင်ငံတို့အကြားကျင့်ဝတ်စည်းကမ်းတွေကိုညှိနှိုင်းဆွေးနွေးနေကြပါရတယ်။နောက်နှစ်မှာသဘောတူညီမှုရနိုင်ဖို့ရည်ရွယ်ထားကြတာပါ။ အဲ့လိုညှိနှိုင်းဖို့ပထမဆုံးအဆိုပြုခဲ့တာဟာလွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကတည်းကဖြစ်ပါတယ်။မာကိုစ်ကကွာလာလမ်ပူထိပ်သီးအစည်းအဝေးမှာအထူးသဖြင့်တောင်တရုတ်ပင်လယ်မှာပူပေါင်းဆောင်ရွက်မှုနဲ့အတိတ်ပဲရှိတဲ့ထိတွေ့ဆက်ဆံမှုတွေလှုံ့ဆော်ဖို့တနိဒန်ရှိရင်အပြုသဘောဆောင်တဲ့ရလဒ်တွေရရှိလာပါလိမ့်မယ်လို့ပြောဆိုသွားခဲ့ပါတယ်။ဒါပေမဲ့မနီလာအခြေစိုက်ပထဝီနိုင်ငံရေးလေလာ သုံးသက်သူဒိုမက်ကလင်ဂီကတော့ ဖိလစ်ပိုင်ကရေချောင်းတုံ့ကြုံကြီးကိုအလေးပေးပြောဆိုရန်မျှော်လင့်နေပေမဲ့တရုတ်နဲ့ရရှိလာမဲ့ဘလို့သဘောတူညီချက်မှမစိုးတကယ်တမ်းအကောင့်ထဲပေါ်နိုင်မဲ့အချက်ပါလာမှာမဟုတ်ဘူးလို့ AFP ကိုပြောပါတယ်နောက်ထပ်တင်းမာမှုတွေထပ်မံမဖြစ်ပွားရေးကိုမနီလာကတုံးအားပေးလှုံ့ဆော်သွားမှာဖြစ်ပြီးပေကျင်းနဲ့ပူပေါင်းဆောင်ရွက်ရေးကိုမြင့်တင်သွားမှာဖြစ်တယ်လို့တန်တမာတွေနဲ့လေလာဆန်းစစ်သူတွေကပြောပါတယ် ပူပေါင်းဆောင်ရွက်ရေးမှာအလားအလာရှိတဲ့နေပယ်ရီမှာရေချောင်းလုံးချုံရေးအတွက်အရေးပါတဲ့ပင်လယ်ပြင်မိုးလေဝသနဲ့ငါးဖန်းကွက်တွေရရှိရေးကိုအာမခံတဲ့ရန်နီယာထူထောင်ရေးတို့လည်းပါဝင်မှာဖြစ်ပါတယ်ဖိလစ်ပိုင်တို့အာဆီယံလှည့်ကြဥက္ကဋ္ဌရာထူးမှာ2021ခုနှစ်ဆီယနာတင်ပြီးကလေးကပြည်တွင်းစစ်တမ်းခံနေရတဲ့မြမအရေးကိုလည်းတာဝန်ယူဖြေရှင်းရမှာဖြစ်ပါတယ်။ အာဆီယံရဲ့တခြားဦးစားပေးကိစ္စရက်တွေကိုတောင်တရုတ်ပင်လယ်ရေကမင်းမိန်သွားအောင်လုပ်တာမျိုးမဖြစ်ဖို့တော့ဖိလစ်ပိုင်အစိုးရတို့အရေးကြီးတယ်လို့ Singapore Solar Strategy ကနိုင်ငံတကာအရေးလေးလာသုံးသပ်သူ Mustafa Izudin ကပြောပါတယ်။ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲတွေပြုလုပ်ဖို့မြန်မာနိုင်ငံကပြင်ဆင်ဆောင်ရွက်နေရမှာအာဆီယံအဖွဲ့ကလေးလာသူတွေဈေးလွှတ်မှာမဟုတ်ဘူးလို့တန်တမန်အရင်းမြစ်တွေက AFP ကိုပြောပါတယ်။ အဖွဲ့ဝင်နိုင်ငံတနိုင်ငံချင်းကတော့ဆွေးလုကောင်းဆွေးလုနိုင်တာပါအဲ့ဒီအချက်ဟာနိုင်ငံတကာအသိမှတ်ပြုမှုနဲ့တရားဝင်မှုရရှိဖို့အတွက်ကြိုးပမ်းနေတဲ့စစ်အစိုးရအတွက်စိတ်ပျက်ပွဲဖြစ်ပါတယ်အာဆီယံဘုံသဘောတူညီချက်တစ်ခုချမှတ်နိုင်ရေးတာဝန်ကြီးတရက်ကို မနီလာရင်ဆိုင်ရမှာဖြစ်ပြီးအဲ့ဒီအထဲမှာဆီယနာသိမ့်ပြီးကလေးကဒေတာတွင်အစည်းအဝေးတွေတက်ရောက်ခြင်းကနေစစ်အစိုးရခေါင်းဆောင်တွေကိုဖိတ်ကြားတာမပြုတော့ဘဲပိတ်ပင်ထားခြင်းနဲ့ပါဝင်ပါတယ် မြန်မာနိုင်ငံဆိုင်ရာအမြင့်တမ်းတန်တမန်တူခံထားနိုင်ရေးဆွေးနွေးပွဲတွေကိုဥဆောင်ကျင်းပပေးဖို့လဲရှိနေပါတယ် မြစည်းမရေဒီယိုရဲ့ဗုဒ္ဓဘူးနေ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ အခုဆက်လက်ပြီးအဒီရာအာဘောအစီအစဉ်ရဲ့ပထမပိုင်းကို ထုတ်လွှင့်ပေးသွားဖို့ရှင်နေပါတယ်မင်္ဂလာပါရှင်မြစည်းမရေဒီယိုရဲ့ Talk Season ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ ဒီတစ်ပတ်မှာတော့လူလူစိတ်ဝင်စားမှုများနေတဲ့ဒီထမ်းမြမာနယ်ဇက်ကကြားဖြန့်ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ညီမြန်ဆွေးနွေးတော့ဖို့အတွက်လေ့ကျင့်ထားပါတယ်ဆိုတော့ဆရာမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျဟုတ်ကဲ့ဆိုတော့ပထမဆုံးပေါ့လေဒီထမ်းမြမာနယ်ဇက်ကဒီကြားဖြန့်စင်တာတွေကပေါ့လေဘယ်ချိန်ကနေပြီးတော့ဘယ်လိုမျိုးစပြီးတော့ကြီးထွားလာတယ်လဲဆိုတဲ့ဟာကိုအရင်ဆုံးပြောပြပေးပါအောင်ရှင်ထမ်းမြမာနယ်ဇက်ဒီကရင်ပြည်နယ်မြဝတီမြို့နယ်လေးကို ကြာပြတ်စင်တာတွေရောက်လာတာဗောလေမြဝတီမြို့နယ်တွေတော့မကဘူးဟိုဒီနေဆက်တလျှောက်ဒီဟာတွေရောက်လာတာက ပြောရရင်တော့ဈေးမြင့်ကတော့မူလဈေးမြင့်ကတော့အိုးတရုတ်နဲ့ဆက်ဆက်နဲ့တရုတ်နိုင်ငံနဲ့ဘာလို့လဲဆိုတော့ဒီစင်တာတွေကိုလေပတ်နေခဲ့တာကမူမူလတရုတ်နိုင်ငံကတကယ်ကိုမှ organize crime syndicate ကြီးတွေစနစ်ကြတဲ့တကယ်ရာဇဝတ် syndicate ကြီးတွေပေါ့ ရာဇဝင်မာတရုတ်ပြည်မှာဒီလိုမျိုးစင်ဒီကိတ်ကြီးတွေလူမိုက်ဂိုင်းကြီးတွေเนาะတရားမဝင်မောင်ကိုလုတ်တာကြားလာနေပြောရရင်တော့အခုကြားဖြန့်လုပ်ငန်းနဲ့ချိတ်ဆက်တာကဖူးကျင်ဂိုင်းတွေများတယ်ဖူးကျင်ဆိုတာထိုင်ဝမ်ကြီးလက်ကြားနာပေါ့เนาะသူတို့ကတမိုင်းမှာလဲအဲဒီအလုပ်တွေလုတ်တာတွေမကောင်းနိုင်ငံရင်းနဲ့လည်းဆက်နွယ်ဒါဟိုးတုံးเนี่ยဟိုမင်းမင်းလက်ဆက်တို့ပါတော့မင်းမင်းအော်လက်ထက်တို့ပါလို့ပေါ့နော်ဒီခစ်တဲ့တမိုင်းမှာဆိုရင်တို့ကဒီဒုတိယကွာစစ အဲမှာဒီချန်ကီရှိပဲပါခဲ့တဲ့သူတွေအဲ့ဒီမှာဒီချန်ကီရှိအုပ်စုနဲ့ဒီမော်စီတုံးဟိုရဲ့ combination အုပ်စုဟိုခြားကြတာမှာ တိုက်ခိုက်ကြတာမှာ မော်စီတုံးရဲ့အုပ်စုကအနိုင်ရတဲ့အခါကျတော့သူတို့တွေကိုပါ ဖြုတ်ခွဲခံရပြီးတော့သူတို့တွေကပြပောက်ကိုထွက်ပြေးကြတာပေါ့နော်အဲ့ဒါလို့ ਨੇ ဒီမကာဝိုတို့ဟောင်ကောင်တို့မှာအာတကယ်ဟိုမှာတိုက်ကြည့်တဲ့ပတ်စံရတဲ့အပေါင်းကိုလုပ်ငန်းတွေလုပ်နေကြတယ် အဲ့တော့နားကြားမှာတော့ဒီလိုမျိုးရာဇွတ်ဂိုင်းနေဆိုတော့ဟိုလမ်းဘေးအုပ်စုဘက်ရိုက်နေတဲ့ဟာမျိုးတွေပဲမြင်လာမယ်။ဒါမျိုးတွေလည်းဒီဟောင်ကောင်ဂိုင်းတွေမှာမရှိလားဆိုတော့ရှိတယ်။ဒါပေမဲ့ဒီအုပ်စုတွေကြတော့ဒီဒီအဖွဲ့တွေကြတော့တကယ်ကိုမှစနစ်ကျသူတို့ကအာ professional တွေပါပါတယ်။သက်ဆိုင်ရာအုပ်စုအဖွဲ့တွေနော်။အာအဲ့လိုနဲ့တရုတ်စိုးရကဒီ2000ခုနှစ်နောက်ပိုင်းတွေမှာမကာဝိုဟိုမှာဒီ cross border နေစားဖြတ်ကျော်လောင်စားလုပ်ငန်းတွေနောက်ပြီးတော့ money laundering ငွေငွေပြူလျှော်တာတွေကိုဖြိုခွဲလာတဲ့အခါမှာသူတို့ကအရှိတောင်အရှက်ဘက်ကိုပြောင်းလာတယ်။သူတို့ပြစ်မှတ်ထားတဲ့နိုင်ငံတွေကတော့တရားဥပဒေစိုးမိုးမှုအားနည်းတဲ့နိုင်ငံတွေအကျဉ်းသက်ခြားစားမှုကြီးတဲ့နိုင်ငံတွေနောက်ပြီးတော့မြန်မာပြည်လိုဟာမျိုးပေါ်ပါဝါ vacuum ဖြစ်တဲ့နိုင်ငံတွေအစောပိုင်းမှာတော့သူတို့ကကမ်ဘောဒီးယားတို့လာအိုတို့မှလုပ်တယ်။အဲလာအိုဆိုရင်အခုဒီရွှေသိမ်းပြန်သွားလိုက်လို့ရှိရင်တိတ်တိတ်တာလာအိုဘက်က တကယ်ဟိုမှာကြီးကြီးမားမားဖြစ်နော်သူတို့ကလည်းဒီဘလောက်ထိရင့်လဲဆိုရင်ကမ္ဘောဒီးယားမှာတော့ဆီယာနုဟိုဆီယာနုဗယ်လီမှာတော့သူတို့ရဲ့အဲ့ဒီဇုံတွေကိုကမ္ဘောဒီးယားအာဟိုရဲရဝင်လို့မရအာဏာမသိရောက်တာပေါ့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကမ္ဘောဒီးယားတို့လာဝတို့မှာနိုင်ငံငါဖိအားမြင့်လာတဲ့အချိန်နော်အဲ့ဒီမှာမြန်မာပြည်နေဆက်ကိုရောက်လာဒီနေဆက်တွေကကြတော့အုတ်ချုံမှု မမေရရမရှိဘူးဘယ်ဖွဲ့ကအုပ်ချုပ်တယ်လို့ဟိုမမေရရပြောလို့မရနောက်ပြီးတော့လက်နက်ကင်ပရိကကြီးနေတာ power vacuum ဖြစ်နေတဲ့ဟာပေါ့ကမ်ဘောဒီးယားမှာ2019ဒီတီယာနုဗယ်မာစစ်စင်ရင်းနဲ့ operation လုပ်ပြီးတော့နှိမ်နင်းတဲ့အခါအဲ့တော့ဒီ center တွေရပေါ့နော် scan center ဖြစ်လာမဲ့ဟာတွေကညောင်ရီတဲ့ကိုခြေကုပ်စယူလာအဲ့ဒါအဲ့ဒီအချိန်မှာပြစ်တာလဲ covid ကာလကြီးဖြစ်မြန်မာဆိုးရွားကပြောရရင်တော့မသိဘူးဒါတွေနေပတ်သက်ပြီးတော့ဘယ်လောက် ကျကျပြန်ပြန်ဖြစ်လဲဆိုတာပါမသိဘူးတကယ်သတင်းတွေထွက်လာလူကုန်ကူးမှုတွေအာဖြစ်လာတယ်နောက်ပြီးတော့အေးကမ်ဘောဒီးယားမှာတော့ဒီလိုဖြစ်ပျက်တွေရှိခဲ့တယ်ဆိုတဲ့သတင်းတွေတက်လာကျွန်တော်တို့ဆိုရင်အဲ့ဒီသတင်းတွေမြေကြီးမှာတောက်လျှောက်ဖော်ပြခဲ့နော်ဒါနိုင်ငံတကာသတင်းအနေနဲ့အဲ့လိုတွေဖြစ်လာတဲ့အချိန်2020ကျော်လထဲမှာ analysis ဆိုအနေနဲ့ investigation ဝင် investigation ဝင်မလို့တော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ပြကျွန်တော် covid နဲ့သွားတိုက်နေရောအာအဲ့ဒီနောက်တော့ဒီကိုစစ်ပြအာဏာသိမ်းမှုဖြစ်ပြီးတော့အဲ့ဒီ investigation တွေကလည်း ရက်သွားအဲ့လိုနဲ့ဒီဒီဒီကြားဖြတ်လုပ်ငန်းတွေကတကယ်ကြီးမားခဲ့တာ လောက်ကိုင်းတို့မူဆဲတို့မိုင်းလာတို့နော်ဒါဒီဒီလုပ်ငန်းတွေကကူကူဟိုပါအကြီးမားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ overseas chinese အဆက်ဆက်တွေရှိတယ်အဲ fujin အင်းတွေကလည်းအဲကဘာမှာ overseas chinese ကိုကြီးလိုက်လို့ရှိရင် fujin တွေကများတယ်နော်သူတို့ကအဲ့တော့ဒီဆက်ဆက်တွေ ਨੇ ဒီရှမ်းမြောက်မှာရှိသူတို့ကဒီလိုမျိုး investment ဝင်တဲ့အခါမှာကြားဖြန့်လုပ်မယ်ရေလို့တော့သူတို့ကပြောတာတော့မဟုတ်ဘူး အာဒီမှာအထူးစည်းပွားရေးဆောင်တွေထောင်မဲ့ပြီးရင်အဲ့ဒီခေတ်ကာလတကယ်တရုတ်ပြည်ရဲ့အကြိုက်တရုတ်သမရရှီကျင်းဖင်ရဲ့အကြိုက်ဘက်ဒန်ရုတ်ဒီကဘာကဘာတကွေးလန်စင်းအဲနဲ့အညီ logistic တို့ trade hub တို့ဒါတွေလုပ်မယ်လို့ပြောတာအဲ့တော့အော်ဘတ်ငွေတွေအများကြီးဝင်မယ်ဆိုတော့တက်ဆိုင်ရဒေတာတွေမှာလည်းသဘောကျတယ်။နောက်မြန်မာပြည်တို့ဟာမျိုးမှာじゃဒါမျိုးပြော နောက်ဒီလူတွေကလည်းတကယ်အဲ business တွေဟန်ပြတယ်ကုမ္ပဏီတွေဟန်ပြကြီးတယ်အများကြီးပဲရှေ့မှာကုမ္ပဟိုကုမ္ပဏီတွေ single single လောက်တာလာအဲ့တော့ဟုံနှုံဟုံနှုံပေါ့တစ်ဖက်မှာလည်းသက်ဆိုင်ရာ data လုံခြုံရေးတွေအာဏာပိုင်တွေသူကငွေပောက်ပြီးတော့ပဲအဲ့ဒါလို့ ਨੇ တရုတ်ပြည်မှာဗာဖြစ်လဲတော့တရုတ်ပြည်ကဒီဒီသူတို့ကပထမတော့ casino တို့ဒီတရားဟိုဟို online gambling တွေဒါမျိုးတွေလုပ်နေတာ prostitution ဒါမျိုးတွေပဲလုပ်နေတာနေပြီးတော့ ဟို scan online scan လောက်တာက covid ကာလမှာပို့ပြီးတော့မြင့်တက်သွားအဲ့တော့ဘာဖြစ်လဲဆိုတော့တရုတ်ပြည်မှာလည်းအလိန်ခံနဲ့ကြားဖြတ်သားကောင်းနေတာအများကြီးအဲ့တော့ဘိုးဆိုးရောက်ဖိအားပေးတာတွေဖြစ်လာတယုတ်ကဟာဒါကို crack down လုပ်မယ်ဆိုပြီးတော့အုပ်စုတစုကပေါ်လာပြီးတော့30 20 consistency နေတယ်ဒါတိတဲ့အတိုင်းပဲเนาะအာရှမ်းမြောက်မှာဆိုရင်မီပယ်ရှိုးဝေးစတဲ့မိသားစုတွေထားကြရတာဖြစ် ဒါမဲ့ဒီလုပ်ငန်းကပတ်စံကြတော့သူတို့တွေရက်သွားတာမဟုတ်ဘူးသူတို့တွေကမြန်မာပြည်တည်းကနေပြီးတော့ပဲဖြတ်ပြီးတော့လာတာရှမ်းမြောက်ကနေပြီးတော့စစ်တပ်တွေရဲတွေငွေနဲ့ပောက်ပြီးတော့ထိုင်းမြန်မာနယ်စပ်ကိုအလုံးရင်ပြောင်းလာတိတာပဲအဲ့ချိန်တုန်းကဒီလူတွေအုပ်စုလိုက်ပြီးပြောင်းနေကြတာတိတာနော် now ဒီနယ်မြေမှာတက်ဆာလက်နက်ကင်ဖွဲ့စည်းပေါ့အများပြန်တော့ဟိုစစ်တပ်နဲ့ချိတ်ဆက်နေတဲ့အဖွဲ့စည်းဒီဟာနဲ့ပဲယူရတာဒီအဖွဲ့တွေကလည်းပတ်စံလိုချင်တော့အဲလောက်ကြ သူတို့ကလည်းငွေပဲကြည့်ပြီးတော့ဟာလားဒါဒါလက်ခံလိုက်ကြတာ။ဘာဖြစ်လဲဆိုတော့ရှမ်းမြောက်ကကြားဖြတ်နေရဒီဒီမြန်မာနိုင်ငံတောင်ပိုင်းမှာရွှေကိုကိုဘက်မှာရှိပြီးသားဒီမြောက်ပြည်ဘက်မှာရှိပြီးသားအဖွဲ့တွေထပ်ပြီးတော့ပွားလာတာမျိုးဖြစ်တယ်။နော်အဲ့ဒါနဲ့ဘုရားသုံးစုဟိုးဟိုအထီကိုဟိုတောင်ပိုင်းတောက်လျှောက်လုံးကကြားဖြတ်ရုံအစ်တည်းအားကောင်းလာခဲ့။ဒီတရုတ်စင်ဒီကိတ်ကြီးတွေကတရုတ်ရဲ့ကုမ္ပဏီကြီးတွေကဒီဒီလိုမျိုးဒါ online ငွေလိမ်တဲ့လုပ်ငန်းတက်တက်မဟုတ်တခြားလုပ်ငန်းတွေအများကြီးရှိတယ် ငွေလိမ်နဲ့အဲထိုင်းမြန်မာနယ်စပ်ကငွေလိမ်နဲ့လုပ်ငန်းပေါ့ online scam လုပ်ငန်းတွေအရေးအတွက်ကဒီမြန်မာပြည်မှာစီအနာသိမ်းပြီးတဲ့နောက်ပိုင်းမှာနှစ်ဆမကတိုးသွားတယ် AFP ရဲ့ investigative story မှာပါเนาะသူတို့ဂျိုဒူးဓာတ်ပုံတွေနဲ့တေချာတိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ30 20စစ်စစ်ရင်နောက်ပိုင်းမြောက်ရီတဝိုက်မှာဘယ်စင်တာကစင်တာဝင်းကြီးတွေကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီအဲ့ဒီအဲ့ဒီဒီကိုတွားလေ့လာဘူးတကယ်ဟိုမှာ တော့တော့ခေါင်ကောင်မှာတကယ်မျိုးကြီးပြကြီးအကြီးကြီးနော်တောင်းအောင်မြန်မာပြည်မှာအဲ့လိုမျိုးမျိုးကြီးပြကြီးတော့ရှိဖို့မလွတ်အဲ့တော့အဲ့ဒီစင်တာတွေကအလုံးပေါင်း17ခု20ခုဖြစ်သွားဩစတြေးလျအခြေစိုက်တဲ့ ASIP ရဲ့ research အရဆိုရင်သူကအဲ့ဒီလုပ်ငန်းတွေမှာလူကြီးတသိန်းနှစ်ပေါင်းလောက်လုပ်နေတယ်တချို့တွေလည်းလူကုန်ကူးခံရတာအဲ့ဒါလို့ねဒီကြားပြန်လုပ်ငန်းတွေမှာလူကုန်ကူးခံရတဲ့တဲ့င်းတွေပလူပြန်လာတော့အခါကျတော့ ဘာဖြစ်လဲ2024 February မှာမင်းသားဝန်ရှင်ပျောက်ပျောက်သူပျောက်တယ်ဆိုတဲ့သတင်းထွက်လာတယ်။အဲမှာရွှေကုတ်ကိုအယောင်ပြဝင်စည်းတာဖြစ်တယ်။ Time Back Chain ကလည်းအရေးယူတဲ့အနေနဲ့မြားဝတီဖျားသုံးသူနဲ့တာချီလေးကိုမီးတို့ internet တို့ဖြတ်တာတွေလုပ်။ဒါပေမဲ့ပြီးခဲ့တဲ့ August လောက်ထဲကနေပြီးတော့လုပ်ငန်းတွေအရင်တိုင်းပြန်လဲ။အော်အဲ့လိုနဲ့ NCA လက်မှတ်ထိုးပွဲစနစ်ပြပြီးတဲ့အချိန်၄ရက်အကြာเนาะနောက်နောက် ပြောရရင်အာဆီယံစည်းဝေးသမရအမေရိကန်သမရထရမ့်အာဒီအာဟိုအာရှခီးစင်ဒီဟာမှာဒီဟာမတိုင်ခင်မှာအာမင်းမင်းအွန်လိုင်းလဲဒီလိုမျိုးအစည်းအဝေးတွေတက်လို့ဟိုဟိုတက်ခွင့်ရမလို့လို့ဘာလို့လို့ဖြစ်နေတဲ့အချိန်အဲ့ဒီမှာအော်တိုဘာလ16ရက်နေ့မှာစစ်ကော်မရှင်တပ်ကကြားဖြတ်စင်တာအဲ့ဒီဒီကိကိဘတ်ကိုဝင်စီးတယ်ဆိုပြီးတော့ပြောနော်ပြီးသူကသူလူ2000လောက် တွေ့ခဲ့တဲ့ပါညာနဲ့ပေါ့နော်တရင်ထုတ်ပြန်ကြတယ်ဒီမှာလူအများရောထွေးနေတာရှိနိုင်တယ်ဒီအေကရင်ပြည်နယ်မှာရှိတဲ့အဲစံချပြန်စင်တာကြီးဇုံကြီးတွေထဲမှာထင်ရှားတာအများကြီးပဲတကယ်ဇုံကြီးရတော့ထင်ရှားတာတော့ရွှေကုတ်ကိုနဲ့ KK ပတ်အဲ့ဒီရွှေကုတ်ကိုမှာရွှေကုတ်ကိုသူကအာအထူးစီးပွားရေးဆောင်6အနေနဲ့ရထိုင်မျိုးတဲလို့ခေါ်ပြီးတော့ သူစီမံကိန်းတင်ပြတော့ဒေါ်လာ15ဘီလီယံစီမံကိန်းဆိုပြီးတော့ဟိုကျွန်တော်ကရင်ဆိုးရကင်းဒီနဲ့အစိုးရမှာတင်ပြခဲ့တယ်ဒါပေမဲ့လည်းအဲ့ဒီဟာကိုပြည်내အစိုးရအနေနဲ့တရားဝင်သတ်မှတ်ပေးခဲ့တာမျိုးမဖြစ်ခဲ့ဘူးရွှေကုတ်ကိုမှာဒီနည်းမြုံနံမှုလောက်တာဟောင်ကောင်မှာမှတ်ပုံတင်ထားတဲ့ရထိုက် International Holding Group ရထိုက် IHG ပေါ့အဲ့ဒီရထိုက် IHG ရဲ့တကက်ပင်မ ခေါင်းကင်ပေါ့တကယ်ယင်းနီမြုံနံမှုလုပ်တဲ့သူအများစုကအခုထိုင်းမှာထောင်ကျနေတဲ့နော်တရုတ်ကသူ့ကိုလွှဲပေးပါဆိုပြီးတောင်းခံတာရတယ်ရှစ်ချစ်ချံသူ့ရဲ့ယာဇဝင်ကသူကဖိလစ်ပိုင်မှာတရားမဝင်ထီလုပ်ငန်းလုပ်လို့တရုတ်တရားရုံးကသူ့ကိုဖောင်ရန်ထောက်ခံတာပြီးတော့သူကကမ်ဘောဒီးယားအမပုံတင်ကင်ထားတဲ့သူကီကီဘက်ကိုကြတော့ဒီဟောင်ကောင်အခြေဆိုင် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂါဟင်းဖြစ်တဲ့ 14k ခိုင်ရနေပြီးတော့ငွေထည့်ငွေမြုပ်တာဂိုင်းကောင်းဆောင်ကတကြိုးလို့လူသိများတဲ့ဝမ်ကွတ်ခိုင်ဒီဂိုင်းကနိုင်ငံပေါင်း30ကျော်မှာသူတို့ကွန်ရက်တွေရှိတယ်သူတို့ပတ်ဆက်ရမယ်ဆိုအကုန်လုပ်တယ်ဥမာပြည်စားလုပ်ငန်းလူကုန်ကူရာလက်နက်မောင်းကူငွေညှစ်တာနော် 14k ဆိုတာကသူကလူ14ယောက်နဲ့စပြီးတော့ဂိုင်းထောင်တာသူတို့ရဲ့ဌာနချုပ်က အောင်ကောင်းဒီကြိုင်လုံးမှာရှိတာပေါ့နော်အဲ့ဒါကြောင့် 14k လို့ခေါ်တယ်သူတို့ဂိုင်းဖွဲ့စည်းတဲ့ပုံစံသူတို့အခေါ်ဝေါ်ရဲ့နံပါတ်နဲ့ခေါ်တာဥပမာဂိုင်းကောင်းဆောင်ဆိုရင်489ဒုတိယကောင်းဆောင်ဆိုရင်438စစ်သားအဆင့်ဆိုရင်426ပါမန်ဂိုင်းဖွဲ့ဝင်ဆိုရင်4 4 9မို့အဲ့တဲ့ခါကြတော့သူကဒီနံပါတ်တွေသိပြီမယ်လေဘသူဘဲဝါတာဆိုတာတက်တည်ပြဖို့ခက်တာမျိုးဖြစ်အောင် ဒီအင်မတန်မှလျှို့ဝှက်တဲ့အဖွဲ့စည်းကဘာတဝမ်းလုံးသူတို့ခိုင်းအဖွဲ့ဝင်နှစ်သိန်းလောက်ရှိတယ်တဲ့ပြောရရင်တော့အများကြီးပဲเนาะဒါအခုတော့အချိန်ငန်းလင့်ပြီးတော့ဒီလောက်ပဲပြောပြရစီမြစီမရေဒီယိုရဲ့ဒီကနေ့ညပိုင်းစီစဉ်တွေကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံလူနိုင်ငံသားအပေါင်းစစ်အာဏာရှင်ဘေးကနေကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေလို့မြစီမရေဒီယိုအဖွဲ့သူအဖွဲ့သားတွေကဆုတောင်းမြတ်တာ ို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရည်တည်နေမယ်မြစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကြမ်းမာကြပါစေခင်ဗျာ thank you